ဆိုင်သူထင်ကြီးရေးသားထားတဲ့သူတို့မသားဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးစင်ပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှာချိုပါ။ Listeners Heaven Audiobook Channel ကနေပြန်ဆက်တာဖြစ်ပါတယ်ရှင်။လူချမ်းသာတို့ရဲ့မသားစီကားမြဲပါပဲ။ပစ္စည်းကုန်လည်းရှိမယ်။ကံလန်လည်းပေါအောင်မင်းဆိုရင်ဒီမသားရှုကျင်ပွဲတမျှပြိသက်အင်အားတောင့်တင်းတတ်ပါရဲ့။သူကုံနှဝနဲ့ပြည်စုံတဲ့မသားတလောင်းဟာအတင်းတင်းကြီးရဲ့မြို့တစ်ခုရဲ့ တက်ပိုးပါနဲ့ချီတက်သွားပါတော့တယ်။ဒူသွားလူလာခေါင်းပါတဲ့တင်းချိုင်းလမ်းပေါ်မှာဒူတယ်ကြီးပါတဲ့မတာပို့ပရိသတ်အားမော်တော်ရင်လေတထမတိမခိုင်မိစိန်သောကမိမိဘာသာမိမိတာဝန်ချထားတဲ့လမ်းပြနှစ်ဦးဟာဆက်ကူစိန်ရွှေပြားတို့ငွေပြားတို့ပန်းဆက်ကူကျူးလိန်တို့နဲ့အစမ်းတကျဲချင်းလဲထားအပ်သောမော်တော်ကားရှိမှခရီးထောက်လျက်ရှိပါတယ်။ မတားရဲ့နောက်မှာတော့အသက်16နှစ်သားသာမိန်းကလေးတယောက်ဟာရှိုက်ကြီးတငယ်ငိုယူလိုက်ပါလာပါတယ်။ဖွဲ့နှဲ့ငိုကြွေးမှသာမတားဖို့ပြိတက်ရဲ့ခယုနာကိုတဖွားဖွားထိုးဆွပေးမယ်။ဒါမှသာမတားပီတမယ်ဆိုရက်ဗမထုံတဲ့အစင်လာတိုင်းဇက်ငိုငိုကလိုက်ပါလာဟန်တူပါတယ်။မိမကြီးကြီးတယောက်ကနဘေးရနေမောမယ်မောမယ်သတိထားလေပြောတိုင်း အဲ့ဒီမိန်းကလေးကရှိုက်ခါရှိုက်ခါတကြီးကြီးဝမ်းနေပန်းချင်းငိုပါတယ်သတိထားမှပေါ်တထေးကြတော့ဆိုလိုက်တိုင်းဒီမိန်းကလေးကကျွန်းတက်တာကောင်းနေမှာအဆန့်သားပါသွားတဲ့အသက်60တွင်ရှစ်နှစ်မြသာဆုံးရှာသေးတဲ့တထေးဆိုသူကိုအောက်မေ့ပြီးရင်အောက်မေ့ကစွညံစွာငိုပြန်ပါတယ်တုတ်တန်ရောက်ခံနေတိုင်းမိန်းတစ်ပြည့်ပေါ်ခန့်ရောက်မှတလန်းလုံးတွက်ကဲတွက်ကဲတထေးကြော်ငိုရာကုန် အများပူပါကောင်းစွာကြားစီဖို့အလိုက်တိစွာပြဆိုင်ထားရဟန်တူတဲ့ဆိုင်းစီယာတို့ဟာမတိုးနဲ့တိမှုန့်ကြပါရဲ့ဆိုင်းတီလေးလေး19နှစ်ရွယ်တတိယကတော်ရဲ့အသေးကလေးစားချမ်းမှငိုကြောကြီးကိုထိလေးလေးဖြစ်ပြီးခိခါအော်ကငိုလေးလေးဖြစ်ပါတယ်မွားနဖားချိုးတဲ့စီတန်းလျက်မသားရှင်ကပေးတဲ့စိုက်ကားတက်နဲ့လိုက်ပါသူတွေကလည်းစကားပြောမပြတ်လိုက်ပါလျက်ရှိကြပါတယ်အတန်ဆာဆာနဲ့ နှကန်းပါရှာပါအတော်ကြီးမှာစိုက်ကားနောက်မှာရှိတဲ့သူ့ဖော်ကိုကြောချင်းအခါစကားပြောရတာကို အားမရလှလို့ကိုကိုလိန်က ပြောရှာပါတယ်။ခမညာငငယ်ရွယ်ရွယ်မုတ်ဆိုးမှဖြစ်ရှာပြီနော်။အိုးဒါမှနောက်ထပ်ယောက်ျားယူကောင်းတာပေါ့အေး။ဒီလိုဆိုရင် သူ့ယောက်ျားအဖိုးကြီးဘလောက်တင်ချိုင်းနေရနေထလာခြင်းမလဲ။အိုးတေပြောပါပြီဒီလောက်နွတ်နွတ်ထွတ်ထွတ်ကလေးနဲ့ခန်းစားစံစားတွားရမင်းဟာ နွားတွေဝက်တွေတက်ဖို့လိုင်းစင်ဆွဲပြီးချမ်းသာတဲ့ပစ္စည်းတွေကိုကောင်းမလေးထိုင်ဖြုံးပေါ့အခုရန်ကုန်မှာသပင်ကောက်တာခေစားနေတဲ့ဤတစ်ခါကောက်ရင်နှစ်ချက်ပေးရဆိုပဲဒါတော့မသားပြိတ်တဲ့အာသူဘရှူစကားတွေပါပဲဒီရက်ကိုရောက်ပါပြီတုံးစံအတိုင်းခေါအောင်ဇရက်ပေါ်တင်ကြပါတယ်မသားဖို့လက်ဆောင်အိတ်တွေရကြပြီးတော့လူတန်ခြေတန်စကားတန်ကြားမှာစက်ကူတန်တွေချွတ်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 ကြားရပါတယ် တချို့ကဒံရီကွက်နဲ့စားလိုက်စက်ပြာတခဲကိုနှကောင်းရှုံပြီးတော့ကြီးကြတယ်။စိတ်ထဲမှာလိုက်ပူရတဲ့ကိရိကထာနဲ့ရတဲ့လက်ဆောင်ကအမျက်ထွက်မထွက်တွက်နေကြဟန်တို့ပါတယ်။အမလီကိုကိုတော်ရဲ့နှွေးကိုချစ်တယ်ဆိုပြီးနှွေးကိုဒီလိုပဲထားပစ်ခဲ့တော့မှလားကိုကိုတော်ရဲ့ကို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 တော်အမိုင်မမီနှွေးကိုဘလို့စိတ်ချပြီးထားခဲ့ရလဲကိုကိုရဲ့ကိုကိုခေါ်တန်ကြတိုင်း မတာဖို့လူငယ်တွေကပြုံးကြပါတယ်။ဒါပေမဲ့လက်ထရာတန်ခွက်နဲ့ဆက်ပြခဲမျက်နာကြောင့်ကြာရှည်မပြုံးကြပါဘူး။အစားတော့ကတော့လူ့ကိုဘယ်တော့မှမခွဲဘူးဆို။အခုတော့စိမ့်ကလို့ပြစ်သွားပြီလားကိုကိုတော်ရဲ့။လူ့မေးကထပြီးဖြေပါအောင်။ငိုတဲ့တရားဟောတဲ့ပြုံးကတရားဟောပြီးသွားပါတယ်။လူ့ဆိုတဲ့တတိကတော်ကထပြီးတော့မတာခေါင်းကိုပွေမယ်လို့လို့မိမကြီးကနဘေးရနေပွေကတားရပါတယ်။ ယူပါဦး။ဖယ်မယူပါဘူး။ကိုကိုနဲ့ဖက်တင်တယ်။အမလဲကိုကိုသားရဲ့နှွဲ့ကိုမခွဲဘူးဆို။တချမ်းမြအသက်ပြင်းပြင်းဆက်ကနေရှူကပလက်လှန်ချလိုက်ပါရဲ့။မိသွားလေရော့လားမသိ။မိမကြီးကပြေးပြီးတော့ပြေးထားတယ်။ကွန်ရွက်ပေးပါ၊နှာပေးပါ၊အော်ဒီကလုံးပေးပါနဲ့ပြာများနေ။ကွန်ရွက်ကိုခြေပုတ်ခါရှူစေတယ်။သတိမရသေး။နှာရှာကြတယ်မတွေ့။ ။နောက်မှနဘေးမှာဝိုင်းအောင်နေတဲ့လူစုတွေကနေပြပြသလဲဖြစ်နေတဲ့မျက်နာပေါဒါဖွေးနေတဲ့ယောက်ျားဖြူတယောက်ကလက်ကင်ပေါ်ကထုတ်ပေးပါရင်နှာခေါင်းနဲ့ကတ်လိုက်တာနဲ့တပြိုင်နက်မျက်စိပေကလက်ပေကလက်ဖွင့်ပြီးယောက်ျားဖြူရဲ့မျက်နာကိုဖြတ်ခနဲကြည့်ပြီးပြန်ပိတ်သွားပါတယ်။တထေးကတော်လည်းတည်တည်ယောက်ျားဖြူလည်းတည်တည်တွင်းထဲကိုဖောင်းချမဲ့ပြူတဲ့အခါမှာတထေးကတော်ကလည်းသဲထန်စွာငိုကြွေးပြန်ပါတယ်။ တွင်းထဲကိုကြားတဲ့အခါတွင်းထဲကိုဆင်းမလို့လို့တဲ့အတင်းဆွဲထားကြရတယ်။မဆွဲကြပါနဲ့။ဟွန်းအမလင်ကကိုတော့လူစိမ့်ကကြီးကဖြစ်တော့တခိုင်းနဲ့နားမယ်ဆိုရလူကြီးရဲ့အဲ့ဒီချိန်မှာ စိုင်းတန်နေကြားပါတယ်။ငွေချင်းရတဲ့သူမျက်နာရှိသူရဲ့မယားဖြစ်တာကြောင့်မိတ်ဆွေတွေကစိုင်းနှစ်စိုင်းပူကြပါတယ်။တစ်စိုင်းကမြောက်မင်းဦးတန်ဒီပါတယ် ကျားရသူပြိတ္တရဲ့ရှင်ဘက်ကိုဖနောက်နဲ့စောင့်လိုက်သလိုနိငနဲ့အင်ငနဲ့ဖြစ်ကမျက်စိတွေပူဆက်ဆက်ဖြစ်လာပါတယ်။ဒီခါမှာတခြားတဆိုင်ကအားကြမခံတီးပြန်ပါတယ်။ယောက်ျားလေးမြည်ရင်ဆိုတဲ့တီလုံးဖြစ်ပါတယ်။အညမခံတစ်ဖက်ကနေတူနှစ်ပိုကိုတီးပါတယ်။ဒီနောက်ရွှေပြောင်ပြောင်တီလုံးကိုတုတ်တန်တို့ကြွားရောက်ချင်းမြင့်ကြတော့ပြိတ္တတို့နားတော်တာပန်ဆင်ကြရပါတယ်။အရှုံးမပေးလို့ရပြိုင်ဘက်တီးဝိုင်းက အပိတ်သဘောနဲ့ဖျားကုံတော်ဖွင့်တီးပါတယ်။ဒီကကြီးစားသည်။ကိုတစ်ဖက်မှ ဖြတ်တီးတီးလျာတုတ်တန်တစားပြင်းဟာတမဟုတ်ချင်းရန်ကုန်တရုတ်ကုံစုံဆိုင်အပိုင်းကဲ့သို့ဖြစ်သွားပါတယ်။ရုပ်ချီတစ်ဖက်မှအတန်ရက်သွားကနည်းနည်းများဆိုင်များကိုချပြီးနောင်ချိန်ကြပါတယ်။ဟဲ့လုကြပါဦးဟာဆွဲကြပါလူမဲလူမဲဆိုတဲ့အော်တန်နေနဲ့မရှိမနှောင်းပင် ရိုက်ကြနှက်ကြထိုးကြပါတယ်။ ။တထေးကတော်ကလည်းတွင်းနီးကနေလျင်းစွာခွာပြီးလက်ကင်ပေါ်ပါရှင်ယောက်ျားပြူစီကိုသွားမယ်ပြူပြီးမှရက်တန်နေပါရဲ့။အများကဝိုင်းပြီးဖြန့်ပြေးတာကြောင့်ဟေ့တိမဲကွာအနောက်ပိုင်းသားတဲ့အเจ้าပြမယ်မှတ်ထား။ဆိုတဲ့များ အမ်မာကြောက်တယ်ထင်လို့လား။ဖတ်ခဲ့ရဲလို့ရှိရင်ဆိုရပြန်ဟောတဲ့နေနဲ့စိုင်းသမားရံပွဲရက်စဲသွားပါတယ်။မြမစိတ်ထက်တဲ့လူမျိုးဖြစ်ပါတယ်။စိတ်ထက်တဲ့နေသူဓာတ်လည်းထက်တယ် ရံပွဲမြေကမတ်တာကိုလက်သီးနဲ့မဆုံးဖြတ်ဓာတ်နဲ့ဆုံးဖြတ်တတ်ပါတယ်။ဟုတ်မှန်လှပါတယ်။အခုအဲ့ဒီတင်ဆိုင်တို့ပင် အလောင်းတလောင်းစပိန်နှစ်စီးစီးပြီးတော့လာနေပြီမဟုတ်ဘူးလား။ထိုမတာဟာကြီးမားလှစွာသော တတိအေယာမနဲ့မှောင်ရိမ့်မှချောင်းကဓမြောင်ဖြင့်ထိုးလိုက်ရာလူမား၍အထိုးခံရသဖြင့်တေရရှာသောမတာဖြစ်ပါတယ်။ထိုမတာလိုက်ပို့သူလူတစ်ချိတ်ခန့်ရှိပါတယ်။ဆိုင်မပါဘုံမပါ စိုက်ကားမပါရှေ့ဆောင်ခရီးတော်မရှိ အကန့်လန်တောင်းကြီးလည်းမပါ နေဘူးကျဲကျဲမှာဖြည်းဖြည်းညင်သက်စွာကုန်းချောင်းချီလာကြပါတယ်တိတ်လဲတိတ်ဆိတ်တယ်သူတို့ရဲ့မျက်နှာတင်းမာလာပါတယ်ဓမ္မတီတင်းမာတဲ့မျက်နှာထားအောင်မှာအလောက်အပူမီးတောက်လောင်လျက်ရှိနေပါသလဲစပိန်နစီနောက်ကနေလိုက်လာတဲ့အမေအိုဟာဖြည့်၍မငိုအော်၍မရှက်ကြလာတဲ့မျက်ရည်စာကတော့တပတ်စုံနဲ့တုတ်ခါတုတ်ခါ တင်းရှာပါတယ်။တင်းတိုင်းကုန်းစီကိုနီးကပ်လာပါပြီ။လမ်းမှာမှာမျက်စားနေတဲ့စိတ်တရားစားနေရာကနေခေါင်းထောင်ပြီးတော့ကြည်နေကြတယ်။ငြိမ်သက်လာပါတယ်။မသားနဲ့တကွအိုက်ပါတို့ပြိသက်တရားလဲတင်းကြိုင်စရက်တို့ဖြင်းညင်းစွာရှေးရှုသွားကြပါတော့တယ်။ဒီနေရာလေးမှာတော့စာရေးသူထင်ကြီးရေးသားထားတဲ့သူတို့မသားဆိုတဲ့ဝတ္ထုတော်လေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။